အားလုံးပဲမင်္ဂလာပါရှင်ဆ ्याम ဂျူရေးသားထားတဲ့ကံကြမ္မာကိုမယုံကြည်ကြသူများဆိုတဲ့ဝတ္ထုလေးရဲ့အပိုင်းစနစ်ကိုဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်မေဇီဆ ्याम ဝင်လောက်ခါမှမေဇီထုံစေးမတော်တဆမှုကိုသူခဏခဏတွေ့ရ၏သူကိုယ်တိုင်ပြုလုပ်၍ဖြစ်ပေါ်သော မတော်တဆမှုများလည်းရှိသည်အခြားဆ ्याम ဝင်များပြုလုပ်၍ဖြစ်ပေါ်သောမတော်တဆမှုများလည်းရှိသည် မြင်းများကျွမ်းကျင်သောမေဇင်းဆရာဝန်မဆိုးတစ်ချိန်ချိန်တွင်နှလုံးရဆိုင်မှုကာဒီယက်အရက်စ်ကိုတော့မလွဲမသွေးကြုံရနိုင်မည်ဟူသောစကားတစ်ခုရှိပါသည်မေဇင်းထုံစင်း၏သဘောတဘာဝကိုကဘေးအန္တရာယ်ဖြစ်စေတတ်သည်မဟုတ်လားထို့ကြောင့်လည်းခွဲစိတ်ကူးသားမည်လူနာများ၏လူနာရှင်များကိုဂရိခံဝင်ချက်လက်မှတ်ရေးထိုးခိုင်းရခြင်းဖြစ်သည်တင်လျော်သောမေဇင်းထုံစင်းဖြင့်ခွဲစိတ်ကူးသားရန်သဘောတူပါသည် မင်းကြီးတုံးစင်းဤမကောင်းသောအာဏိသင်ရတိုက်ဆိုင်စွာဘေးအန္တရာယ်ဖြစ်သွားနေထိုအန္တရာယ်ပေါ်မှာဆရာဝန်တာဝန်မယူရစေရန်ဖြစ်တော်လဲမန်လေးအလို့သမားစေယုံကြီးမှအမေစီဆရာဝန်ကြီးကတော့လူနာသဘောတူညီချက်ကိုထိုးထည့်ပုံ၍ဖြည့်ဆွက်လိုက်မင်းကြီးတုံးစင်းတို့ဤဖြစ်ပေါ်တတ်သောအန္တရာယ်ကိုသိပါလျက်ခွဲစိတ်ကူးသားရန်သဘောတူပါသည်အချို့ဘေးအန္တရာယ်ကပြန်လည်တွန်းလှန်၍အောင်မြင်သည်မင်းကြီးဌာနသို့ရောက်ခါစတခါတော့က ်ဦးကြယောဂါလူနာတယောက်ကိုဟေလူသိန်းအငွေနှင့်မေးစေးပေးရင်ကာဒီယက်အရက်စ်နှလုံးခုန်ရက်သွားမှုသည် လူနာသည်ချက်ချင်းနှလုံးခုန်ရက်သွား၏ဟိုက်ပေါစီယာလူနာ၏အုံနှောက်သို့အောက်ဆီဂျင် လုံလောက်စွာမရသောကြောင့်ဟုထင်ရသည် လူနာသည်ငကိုကလည်းနှလုံးယောဂါမိုက်ထရက်စတီနိုဆစ်ရှိ၍သမားတော်နှင့်ကုသရမှုသူဖြစ်၏သူမျက်လုံးတွင်ပြဝေသွားသည် ထိုချိန်မှာပုံမှန်ခွဲစိတ်ရက်အီလက်တစ်အော်ပရေရှင်းတွေဖြစ်၍ အနာကခွဲစိတ်ကုံမှာမီးစီဆရာဝန်ကြီးများရှိနေသည်ဆရာဆရာဘာလို့ရမည်ဆိုတာဒီပါလေးရဲ့ဆရာကြီးကိုလှမ်းအားကိုမိသည်ဤသူ့တန်းကိုနားထောင်ပြီးဆရာကြီးကဘာဖြစ်နေပြီဟုချက်ချင်းသည်ဤကာဒီယက်အရက်စ်လားဟုတ်ကဲ့ဆရာမက်ဆာ့ချ်လုပ်ဆရာသူလူနာဤနှလုံးကိုစီးကျကြကြခက်ပြင်းပြင်းထူရသည်အင်ထရာကာရီယက်အဒရီနလင်းထိုးဆရာအိုဒီစတက်တယောက်ကဆေးဆုပ်၍လာပြီဤ သူသည်လူနာ၏နှလုံးထဲသို့အဒရီနလင်ကိုထိုးထည့်လိုက်ရသည်တိတ်မကြမီလူနာပြန်ကောင်းသွား၏လူနာ၏ပြန်ခုန်လာသောနှလုံးကို သူစစ်ဆေးရင်းတော်တော်ပြောသွားသည်ငကြက်ဖြင့်နားထောင်ခဲကလူတယောက်၏နှလုံးခုန်သံမှာအလွန်သာယာသောဂီတတန်တစ်ခုဖြစ်သည်ဟု သူနားလည်သွားသည်တချို့အန်နီယကတော့တွန်းလှန်တိုက်ဖြည့်ပြီးမရပဲအရှုံးပေးတတ်ရပေးရတတ်သည် သူကိုယ်တိုင်ထုံစည်းပေးလိုက်သောသားဖွာလူနာတင်းတင်းခိုင်တို့ဝမ်မလူနာဖြစ်သည် ဘိုင်ခွဲ၍ခလေးမရမီလူနာအရေးပေါ်ခွဲစိတ်လူနာလည်းဖြစ်သည်လူနာကိုနဖူးနှင့်ဒူးနှင့်ထိအောင်ကွေးခိုင်းရင်ဘာလေးလူကျင်လဲဟုဝိုင်းမင်းနေကြသည်၏အာထရာဆောင်းမရိုက်ထားရသေးသောကိုဝင်သည်ဖြစ်၍ကိုဝင်ဆောင်တိုင်းကယဉ်ခုန်နေရသည်ဘာလေးပဲရရကျမချစ်မှာပါဆရာဟုနာကျင်စွာညင်ယူရင်းပြောခဲ့သည်၏သူလူနာကိုခရယူးစင်မစပိုင်နယ်အနက်စတီဇီယာထိုးပေးလိုက်သည်ခွဲစိတ်နေရင်းကသွေးဖီအားမတရားကျသွားပြီးရှော့ဝင်သွား၏ နူနာတတိလေသွားသည် သူရှိသည်။အဖြေစည်းပေါင်းဆောင်စူးစား၍ပေးသည် မရလူနာသည်တတိလည်းမလာပဲတည်ဆုံးသွားခဲ့၏ထိုနေ့ကသူတော်တော်စိတ်သက်ကြသွားသည်စူးစားမှုဟုသည်အမြဲနှင့်လိုပွဲမဟုတ်ပါလားစူးစားပြီးဆုံးရှုံးသွားရင်ရင်းနာပွဲဖြစ်ပါလားသူသည်မိသေးဆရာဝန်ဘဝကိုတခါတည်းစွန့်နှင့်စွန့်လို့ပြစ်လို့စိတ်ပေါ်ပေါက်ခဲ့၏သူတို့နောက်တည့်ရမှာပင်သူဤစိတ်သက်သည်ပုံမှန်အတိုင်းပြန်ဖြစ်သွားသည် ဤမျိုးသမီးသည်ဤကဲ့သို့ခွဲစိတ်ကူတာမှုကို မခံယူလျင်မိခင်ရောကလေးပါအသက်ဆုံးရှုံးရတော်မည်ဤဒီမှာဖြစ်လိပြသရှိသောတဘာဝပင်ဖြစ်သည် ထိုဖြစ်ပြနေပတ်သက်၍လူနာရှင်နှင့်ဆရာဝန်ကြားနားလည်မှုကိုသူအထက်ကမင်းစင်းဆရာဝန်ကြီးကတာဝန်ယူဖြေရှင်းပေးခဲ့ပါသည်ဒါဟာစိတ်သက်ကြစရာမဟုတ်ဘူး NST ဒီဆိုတာ accident ဘယ်တော့မှမကင်းဘူးဆိုတာဆရာအမြဲတမ်းရနေတော့မှသိကြတယ်။ဆရာကြီးကသူ့ကိုကျင်းနာစွာနှိမ့်သိမ့်ပေး၏။ ေစင်းဆရာဝန်ဤတာဝန်ယူမှုနှင့်စုံစမ်းမှုကိုနှစ်သက်တော်လဲမေစင်းဆရာဝန်ဘွားကိုပြောသလားဟုမေးလျင်အနှဲငယ်တို့ဆုံစွာပြောပါသည်ဟုဖြေရနိုင်မည်ထင်သည်လူနာနှင့်ပတ်သက်သည့်စိတ်ဒုက္ခယောဂာနှင့်ရှင်ပြန်ရသည့်စိတ်လှုပ်ရှားမှု မေစင်းထုံစေဤကြည်စည်မှုကိုရင်ဆိုင်ရသောဆိုရင်တော့ကစသည်တို့သည်နှိလိုပွဲဖြစ်တော်လဲခွဲစိတ်ဆရာဝန်များအိုကြီးဆရာဝန်များခွဲကန်းစတက်များနဲ့ဆက်ဆံမှုကတော့အမြဲတမ်းပျော်စရာကြီးတွေ့နေရသည်မဟုတ်ချေ ဆရာဝန်ချင်းချင်းအထင်အထင်မြင်လွဲမှားမှုကိုခံစားရတာတော့နာကျင်စရာကောင်းတာမရှိ postpone ရွှေဆိုင်ခြင်းနဲ့ unfit ခွဲစရံမတည်မှုသောဟောဟာရများသည်မိစည်းဆရာဝန်များအားနားလည်မှုလွဲတတ်သောခွဲစိတ်ဆရာဝန်တို့၏မကြည်မနှက်ချက်စွဆွဲချက်များဖြစ်သည်ခွဲစိတ်ဆရာဝန်ဆိုတာကတော့ခွဲစိတ်ကုသဖို့ပူတာအာယုံစူးစိုက်သူဖြစ်သည်မိစည်းထုံစည်းဤတန်နှင့်လူနာဤခံနိုင်သောအခြေအနေကိုတခါတရံထက်မစင်စားကြ သူတို့ကတော့ခွဲစိတ်စင်မောတင်းကြသည်ကြီးဖြစ်၏လူနာ၏အချိန်ဒီကောင်းမွန်သည်ဉာဏ်ဖြင့်ဒီကသူတို့အလုံးမဟုတ်ဤဒီကမေဇင်းဆရာဝန်၏အလုံးဖြစ်သည်တကယ်လဲမေဇင်းဆရာဝန်ကလူနာ၏ခန္ဓာရင်းပေါ်မှာတာဝန်ယူရသည်မိမိတာဝန်ယူနိုင်သောလူနာများကိုတွေ့ရနေတာဝန်ယူနိုင်ကြောင်းပြောဝင်ရှိသည်ဟုထင်သည် လူနာ၏အသက်ဆိုတာလောင်းကစားထိုက်သောလောင်းကြီးတစ်ခုမဟုတ်ပါသောခင်သည်အချိန်ဒီမကောင်းသောလူနာများကိုခဏခဏကြုံဘူး၏ သူတို့လူနာဆောင်ထဲမှာအားဖြည့်ပေးဖို့ကြိုးစားလာခဲ့ခြင်းလာခဲ့မည်မိမိလက်သို့ရောက်သည့်အခါလူနာက အချင်းငမကောင်းအချင်းငမကောင်းသောလူနာကိုမကောင်းမှန်းသိပါလေရဲ့သူမေးစေးတင်ရမလားဆရာဒီကိစ္စက blood pressure တော်တော်ကျနေတယ် normal saline နှလုံးတော်တော့ပေးထားတာပဲဗျတခါတခါသူတို့ဝတ်ထဲမှာအလုံးရှုပ်ရှင်ရှုပ်နေဆရာဝန်ကညွှန်ကြားချက်ပေးပေမဲ့သက်ဆိုင်ရာ step တွေကလူနာကိုပေးဖို့မေ့ချင်မိနေမည်ဒါကအခုမှစစ်စစ်မင်းမြန်းနေလို့လဲအကြောင်းမထူးတော့ပါ မိမိရှိမှရောက်နေသော လူနာအခြေအနေကတော့အစာထိုးအားဖြင့်စေရည်ပေးဖို့လိုအပ်နေသည်မှာအမှန်ပဲဖြစ်လူနာဆောင်လည်းပြန်ပြီးလိုအပ်သမျှပြန်ဖြည့်ခိုင်းရသည်တချို့လူနာတွေဆိုရင်သွေးသွေးထားရမည်ဖြစ်ပြီးသွေးတပလင်းမှမရသည်ခွေးကန်းနဲ့ရောက်သောချိန်တွင်လူနာကဖြူဖွေးနေသည်နောက်ပြီး adobe pregnancy တဲ့အိမ်ပြင်ပတွင်တရေတည်ခြင်း ကျူဘယ်ပရဂနန်စီဥပယွန်တွင်တရီတဲ့ချင်းတို့တွင်သွေးအလွန်အမင်းဆုံးရှုံးတတ်သည့်ဖြစ်ရာဒူနာဆောင်ထဲမှာသွေးသွင်းခြင်းသွင်းခဲ့မည်သူစီရောက်တော့အချိန်လေးကမကောင်းသွေးဖီအားလည်းမကောင်းဒီလူနာမျိုးကြတော့ဒူနာဆောင်ထဲပြန်သွင်းသွေးပြန်ဖြစ်နေရန်အချိန်ကမပေးနိုင်မြန်တကယ်အရေးပေါ်ကိစ္စဖြစ်သည်ထိုအခါသွေးပလင်းတွေခွဲကမ်းထဲသို့ရောက်လာအောင်ဦးကြီးကိုစားသူကသွေးပန်နှင့်အကျင့်အင်းနဲ့စကားပြောပိုင်အငှားနှင့်ဓာတ်ထူခံရမည့်အဖြစ်မျိုးကိုကြုံရသည် ။သွေးပံဆိုတာကလည်းဆရာဝန်တိုင်းမပတ်သက်ရှင်လျက်မကင်းနိုင်သောဌာနကြီးမဟုတ်လား။သွေးတပလင်သွေးရင်လူနာကိုခွဲစေရသည်။သွေးအခြေအနေနှင့်လူနာအခြေအနေကိုအရေးတကြီးကြီးပူပင်သောကားနှင့်ခွဲစေရသည်။နောက်ထပ်တောင်းထားသည့်သွေးပလင်အယောက်ကို စက္ကန့်နှင့်အမျှမျှော်ရသည်။သွေးကလည်းတပလင်းရပြီလို့နောက်တော့တပလင်းထက်တောင်းနေဒီလူနာအတွက်ကိုပဲဒီသွေးမျိုးစားကိုပဲနောက်ထပ်သွေးတောင်းခံခြင်းလျှောက်သွားကိုဖြစ်ပြီးမှတောင်းရသည် တခါတခါစာကျင်တွေအူကြီးတွေဘက်ကချုံရင်းမှုများရှိသည် ခွဲကန်းသူရောက်လာပြီးသူမျိုးစားခွဲခြားစစ်ဆေးခြင်း black grouping and machine go down လုံးမပေးလိုက်ခွဲကန်းတွေရောက်မှသူဖောင်းရစစ်ဆေးရန်စီစဉ်ပေးရတတ်သည်တခါတခါနှကောင်းပိုက်ပင်ပါမလာခဲ့တချို့လူနာတွေကခွဲစိတ်ဖို့စီစဉ်နေစမှာသူမလိုအပ်ဘူးဟုထင်ရသည် ခွဲရင်တလန်းကြမှသူကလိုလာသည်ဥပမာ strangulate တဲ့ဟာနီယာလိုမျိုးထိုပြင်မျိုးတွေလည်းရှိတတ်ပါသည် တကယ်စနေတကျလုံထုံလုံနီးနဲ့သူတို့ဝေးခဲ့ရသည်မှာကြာပြီစနေတကျလုံရမည်ဆိုရင်တော့ CA breast ရင်သားကင်ဆာခွဲစိတ်ခြင်း gastrectomy အစာအိမ်ဖျက်ထုတ်ခြင်း TAH တိမ်တစ်ခုလုံးထုတ်ပြခြင်းစသည်တို့တွင်သွေးနှစ်ပလင်းအဆင့်သစ်ဆောင်ထားပေးရမည်သို့သောသွေးနှစ်ပလင်းဘယ်တော့မှမရသွေးတစ်ပလင်းကိုတောင်စိတ်ပူပန်မှုများစွာနှင့်ယဉ်ပြီးမှရသည်အမှန်တိုင်းပြောရရင်တော့ခွဲစိတ်ကူဆရာဝန်တွေနှင့်သူပြဿနာတိတ်မဖြစ်ခဲ့ရပါဘူး မိရသားဘွားဆရာဝန်များနေတာပြဿနာမကြာခဏကြုံရဘူးသည်ပုံမှန်ခွဲစိတ်နေရများတွင်ဘာပြဿနာမှမရှိအရေးပေါ်ခွဲစိတ်နေရများတွင်သူ့တာဝန်အွန်ကောနေကြုံသည့်အခါသူ့ဘက်ကမကြည်နဲ့ဆရာရှိသလိုတစ်ဖက်ကသူ့ဘောမကြည်နဲ့ဆရာလည်းကြုံခဲ့ရဘူး၏လူနာတယောက်ကို Caesarian session ဘိုက်ခွဲရေးမွေးခြင်းလုံးတော်မီဆိုရင်ထိုးဆုံးဖြတ်ချက်ကိုအကြီးတန်းဆရာဝန်များကချပေးရမည်ဟုသူထင်သည် သူကြုံရသမျှတော့ MSC ကျောင်းသူဆရာဝန်ကသူစိတ်နဲ့သူဆုံးဖြတ်လက်မှတ်ထိုးပြီးခွဲမိဟုသူ့ကိုအကြောင်းကြားခဲ့သည့်အဖြစ်မျိုးတွေအများကြီးတကယ်အရေးပေါ်မှုဆိုရင်တော့ဤကိစ္စကို MSC ဆရာဝန်ကတာဝန်ယူပေးသည်နီဟုသူထင်ပါသည်သူဘက်ကမကြည်လည်သည်များကိုဘယ်တော့မှသူအဖွဲ့မပြောခဲ့အတက်နိုင်ဆုံးမိမိဘက်ကလိုက်ရောပေးလိုက်သည်တချို့ကိစ္စများတွင်ခွဲခွဲစိတ်ဆရာဝန်များနေနှင့်မင်းစင်းဆရာဝန်ပေါ်မှာအလေးနဲ့သဘောထားသင့်တယ်လို့မထားဘူးဟုသူထင်၏ ခွဲစိတ်ရန်အခြေအနေဖြစ်ပေါ်လာ၍လူနာမှတ်တမ်းထဲမှာလက်မှတ်ရေးထိုးအတည်ပြုပေးပြီးခွဲကန်းကိုကြောင်းကြသောကိစ္စသည်အလေးနှင့်ထားရမည့်ကိစ္စမျိုးဖြစ်သည်။ဗမောက်ခအစဉ်ဆရာဝန်ကြီးကအရေးပေါ်လာခွင့်နေသောမင်းစည်းဆရာဝန်အားအလေးထားပြီးသတင်းပေးဖို့လေးရှိသည်။သူပါလေရဲ့တခါတခါမိမိတို့ကိုဂူယူဆိုင်သောအနေထားမျိုးဖြစ်လာရင်သူအောင်သီအောင်တဲ့တော်တော်အခံရခဲ့မိ၏ဘလို့မှမကြည်လည်နိုင်အောင် case ကထင်ရှားနေရင်တော့သူက postpone ရွှေဆိုင်လုံခိုင်းလိုက်သည် ဒီ case က regular case ပုံမှန်ခွဲစိတ်ရမယ်လို့နာပဲ emergency မှမဟုတ်တာ electric ကြမှာတင်ဝတ်ထဲမှာ10ရက်လောက်ထားပြီးမှဝတ်ထဲမှာဝေးလျှော့ခြင်းလို့တင်လိုက်သည့် emergency မဟုတ်တော့နံမီခံများကိုသူလုံးမပေးခြင်းမှာထိုခါမျိုးတွေတစ်ဖက်ကသူ့ကိုမကျေနပ်ပြန်မှာတကယ်ရေးပေါ်ဖြစ်လာရင်တော့သူမငင်းနိုင်မှာတခါတော့ကဘိုက်ခွဲမွေးမိကိုဝင်ဆောင်မိခင်တို့ဘုံတော်ဦးနေမှာခွဲစိတ်ရန်စည်ရင်တင်ထားပြီးသားသူတော်အင်္ကာနေမှာဘိုက်နာလာသည် ထိုကိစ္စမျိုးကိုတကယ်အရေးပေါ်ဘာအကြောင်းကြောင်းကြောင်းမှစောင့်ဆိုင်းထားလို့မရ။အရေးပေါ်ခြေနေဖြစ်သောကြောင့်သူ့စည်းကမ်းကိုဖျက်၍ခွဲကမ်းသို့လိုက်လာခဲ့ရသည်။အဲ့ဒီတော့ကသူချရသောတင်တင်ခိုင်နှင့်ပြဿနာဖြစ်တော်မူဟုထင်ရ၏။တင်တင်ခိုင်မင်းတို့ဘက်မှ MSC တယောက်မှမရှိဘူးလား။ခွဲစိတ်ချင်းဖြင့်မွေးဖွားပြီးရန်ဆုံးဖြတ်ချက်မှာတင်တင်ခိုင်၏ဆုံးဖြတ်ချက်ဖြစ်နေသည်တင်တင်ခိုင်ကသူ၏မျက်နှာကိုစေးစေးကြီးလျက်ကောင်းငိမ့်သည်ဘာဖြစ်လို့လဲငါဆုံးဖြတ်ချက်နဲ့ဆိုရင်ဉာဏ်လုံးမပေးနိုင်ဘူးလား မဟုတ်ပါဘူးလုတ်ပေးရမှာပေါ့ဒါပေမဲ့ MSC တွေပဲရောက်နေလဲလို့သိချင်လို့ပါလာလိုက်မယ်အမကစိတ်ကန်းရှိနေလို့ဇော်ခင်ကတာဝန်ယူမှုနဲ့ပတ်သက်ပြီးတင်းတင်းခိုင်ပေါ်စေတနာထားခြင်းဖြစ်တော်လဲတင်းတင်းခိုင်ကတော့ MSC မဟုတ်၍ဇော်ခင်ကတ်တီဟုထင်သွားသည်ခွဲစိတ်လုပ်ငန်းတစ်လျှောက်လုံးတွင်တင်းတင်းခိုင်မျက်နှာကခတ်တည်သည်ဇော်ခင်သည် spinal anesthesia ခစီရိုးထုံစေးပေးပြီးခွဲကမ်းမြင်သူထွက်မသွားပဲလူနာ၏ခေါင်းရင်းမှရက်နေခဲ့မိသည် တင်းတင်းခိုင်စိတ်ရွှင်လန်းအောင်ငါဘာလုပ်ပေးရမှာပါလဲဒေါ်သိန်းရေခုနေ့က OD ထဲမှာဦးစော်ခင်နဲ့ဒေါ်သိန်းတငယ်ချင်းဦးမြင့်မူကြီးပွဲကြီးပွဲကောင်းဖြစ်တော်မလို့ OD step စော်ခင်ရှိမှာပင်တင်းတင်းခိုင်ကိုရေမော၍အတင်းပြော၏ဟုတ်လားတင်းတင်းခိုင်ကပရီဒိုနီယန်ဝမ်းကောင်းမြေကိုညှက်ဖြင့်ဆွဲမပြီးခက်ရပေးလိုက်ရင်အလိုက်တဲ့စကားထောက်သည်စော်ခင်သည်လူနာ၏လက်ကောက်ဝတ်ကိုရောင်းရမ်းပြီးလှုပ်ချလိုက်၏ ။ဦးမြင့်မိုးကဆရာကိုဘာကြောင့်အိမ်အောင်မပြူတာလဲလို့မေးတယ်ဒေါ်သိန်းရဲ့။အင်းအင်းလူနာဤစီရင်ကိုလက်နှင်ထောက်စမ်းကြည့်ရာကတင်းတင်းခိုင်းနေငယ်ပြုံးဟန်လူသည်။နှာခေါင်းစည်းအောက်ကပါဇက်ကိုမမြင်ရတော့လဲမျက်လုံးများအနှဲငယ်ရဲမြူးရိတ်တန်းသွားတာမြင်တွေ့ရသည်။အဲ့ဒီတော့ဦးစော်ခင်ကဘာပြောလဲသိလား။ကျွန်တော်ဘာကြောင့်အိမ်အောင်မပြူတယ်ဆိုတာခမားအသိဆုံးပဲတဲ့။သူတို့ကဒီလိုဒီလိုတော်တင်ရင်တင်းတင်းခိုင်သူ့ကို ဖြတ်ခနဲမောကြည့်လိုက်ဤတော်မြတ်မြဝင်ခမည်းတော်တော်ဆူပါလားဗျာအင်း သူနဲ့ငယ်ရှက်သွားပြီးသူတို့နီးမှထွက်လာခဲ့တော့သည်တင်းတင်းခိုင်းအကူဆရာဝန်လုပ်ပေးနေသော MSC ပထမနှစ်ဒေါ်မူမူကြီးကတဟာဟာအော်ရင်နေ၏ကိုရင်သူလှုပ်ရှားဝင်စဉ်ကတော့သူတော်တော်ယူသားစူးစမ်းပြီးစေတနာထားခဲ့၏အွန်ကောနေမှာမိမိအားသူတို့ခေါ်ရလွယ်ပါစေတော့ဆိုပြီးဆေးရုံနာနီးနီးမှအိမ်ငှား၍နေခဲ့သည်ပြူလေကောင်အိမ်များကြီးအိမ်ငှားစိတ်မှာသူ့ဆေးကဝင်ငွေတဝက်လောက်ရှိလိမ့်မည်။ထွေအိမ်မှာတယ်လီဖုန်းလည်းရှိသောကြောင့်လူနာများတို့အဆင်ပြေမည်ဟု သူတို့ွက်သည်။ ိုးတော်အစဉ်ပြေသည်ကနည်းနည်းမပြေသည်ကများများဖြစ်နေ၏ရေးပေါ်ခွဲစိတ်လူနာရှိသည်ဟုမိမိကိုအိုကြီးမှတယ်လီဖုန်းဖြင့်အကြောင်းကြား၏မိမိကစေတနာထက်သန်စွာဖြင့်စေကန်းကိုခဏရန်နာလိုက်ပြီးစေယုံတို့ကမန်းကရန်ပြေးခဲ့၏ခွဲစိတ်ခန်းသို့ရောက်တော့ခွဲစိတ်ခန်းတာဝန်ခံဆရာမတွေကဘာမှမသိဆရာဘာလာလောက်တာလဲဟုအမေးခံရသည်ဟာ emergency ရှိတယ်လေ twisted ovarian cyst ဥပျော်လုံးတယ်၍အညာပေါ်တွင်လိမ့်ညှိခံရခြင်း ။ဘာလဲ။အင်ဖောင်းမလာသေးဘူးလား။ဟင်မလာသေးပါဘူး။ကျမတို့ဘာမှမသိဘူး။သူအနှဲငယ်နားမလည်နိုင်အောင်ဖြစ်နေစဉ် trolley တကြိုင်းကြိုင်းဖြင့်လူနာနှင့်စာရွက်ရောက်လာသည်။ခွဲစရာမိဆရာဝန်ကနောက်မှကတုတ်ကရဲ့ပြေးလာသည်။ဆရာဝန်ငယ်ဆိုရင်တော့သူ စီပြီးဟောက်ပြေးလိုက်ရအကောင်းသာ။ခမားတို့ဗျာကျွန်တော်ကိုတော့ခေါ်ထားပြီ။သို့တော့တခါတခါကြတော့သူဤမကြည်လည်မှုကိုမျိုးသိရသည်ကပင်မှန်းသည်။ ဒုကိစ္စမျိုးနှစ်ကြိမ်လုံးကြိမ်ဖြစ်လာတော့ခွဲကန်းတာဝန်ခံဆရာမတွေကသူ့ဘောတန်တဲ့အမျိုးလုံးဖြစ်ကြည့်ကြတော့သည်လာပြန်ပြီဟေးချိန်ပွဲကြီးချိန်ပွဲကြီးသူတို့ချင်းချင်းခတ်တိုးတိုးမင်းငေါ်ကြသည်ဇောခင်သည်မိမိတသက်သားတွင်ငွေကြီးကိုတစ်ခါမျှမမက်ဘူးခဲ့ပါဖဲရိုက်လင်းလဲအနိုင်ရှုံးကအဓိကဖြစ်ပြီးလောင်းကြီးကအဓိကမဟုတ်ခဲ့ပတ်စံဘယ်ရွေးဘယ်မျှမရလို့လူနာကိုအန်ဖစ်ခွဲစိတ်ရမသိဟုဘယ်တော့မှမှတ်ချက်မချဘူးခဲ့ပါ ပစံအတွက်လည်းအူကြီးနဲ့မိမိတိုင်းမင်းပြီးပြည်သူဆွေဆေးရုံခွဲစိတ်ခန်းနဲ့ခွဲစိတ်ခန်းသုံးကရိယာများကို လူနာပေါ်အမျက်ထုတ်လျက်လူနာခွဲစိတ်ရန်မချင်းခဲ့ဘူးပါတို့ပါလျက်မိမိနဲ့အခြားဆရာဝန်ချိတ်ဆက်လုပ်ပြီးခွဲကန်းသူရောက်လာသည်ဟုအထင်ခံရသောအခါသူစိတ်ပြက်လာ၏ဒါငါဝရိယလွန်နေလို့ပဲဟု ကိုကိုကိုဆင်ခြင်လိုက်သည်ဒါတယ်လီဖုန်းနဲ့တရင်ပို့တာကိုလက်ခံပြီးလို့ပဲဟုစဉ်းစားသည်။ဒါငါစေယုံနာမှာနီးနီးနေခဲ့မိတဲ့အဖြစ်ပဲဟုကိုကိုကိုဒေါသထွက်သည်။ ထိုခါတယ်လီဖုန်းမတက်ထားသောပိုးကြီးဝေးသောကြောင့်အိမ်ငါးကပိုးကြီးတက်တာသော အောင်တော်မူရက်ွက်ဖက်မှအိမ်ငါးနေလိုက်တော်သည်ထိုခါချင်းပွဲအထင်ခံရသောပြဿနာတစ်ခု အလိုလိုဖြေရှင်းပြီးဖြစ်သွားသည်သို့သော ပြဿနာသစ်တွေကြုံလာရပြန်၏ထုံးစံအားဖြင့်အရေးပေါ်ခွင့်စင်ရန်အတွက်ခွဲကန်းဖွင့်ခြင်းသည်နေ့ကင်း၂နာရီတစ်ကြိမ်ည၉နာရီတစ်ကြိမ်ဖြစ်၏ထိုချိန်များမှာသူခွဲကန်း၌အမြဲရှိနေရသည်သို့သောထိုချိန်များမတိုင်မီအရေးပေါ်ခွဲမှု ဖြစ်မိလူနာဆိုရင် သူ့ကိုလှမ်းခေါ်ကြရ၏သူအိမ်မှာသူအိမ်မှာရှိနေသည်မြလူနာရှိသည်မြအလုပ်ပြချကားဆေးရုံတို့ပြေးရသည်ခါတိုင်းလူတယ်လီဖုန်းမရှိသောအခါလူနာရှင်များကလာခေါ်ကြ၏ကားအစင်မပြေသော လူနာများကဆိုက်ကားဖြင့်လာကြရသည်လူနာရှင်များ၏ဆိုက်ကားကပတ်စံအတွက်သူစိတ်မကောင်းဖြစ်ရတော့လဲမတတ်နိုင်ပါနောက်ပြဒနာကတော့လူနာရှင်များကအကြောင်းကြားစာရွက်နှင့်အတူသူအားပစံပေးရမည်ထင်၍ငွေကိုပါယူလာပေးတတ်ကြခြင်းဖြစ်သည် ူဘဝတွင်မကောင်းမှုဒုစရိုက်များစွာပြုလုပ်ခဲ့ဘူးတော်လဲလူနာများ၏ဝေဒနာဖြင့်ရင်း၍မတန်တဆပေးသည့်ငွေမျိုးကိုသူလုံးဝမလိုခြင်းငွေပေးရမည်ဟုသောထင်မြင်ချက်ကြီးကိုလည်းသူလုံးဝမကြိုက်ထိုအခါခွဲစိတ်ခမ်းမသာလာခေါ်ရန်သူတတ်မှတ်ပေးထားလိုက်သည်မိစင်းဆရာဝန်တယောက်၏မိမိကိုယ်တိုင်အသက်အန္တရာယ်ကိုတော့သူအတတ်နိုင်ဆုံးမေးပြောက်ဖို့ကြိုးစားရလေရှိသည်နေ့စဉ်မိစင်းဖြစ်သုံးသောဟီလိုသိန်းငွေသည်ဆရာဝန်၏နှာခေါင်းသို့မြည်သည့်အတိုင်းအတာထိဝင်ရောက်နေပြီလေ ဘသူမှအတိအကျမခံမှန်းနိုင် ထိုဟီလိုသိန်းငွေသည် အသက်ရောင်ယောဂါကို ဖြစ်စေတတ်သည်စီရင်ငွေများစီရင်ငွေများကိုရှူဆိုင်မိခြင်းကြောင့်အမျိုးသမီးမျိုးစင်းဆောင်ဝင်များသည်မိမိတို့၏ကိုယ်ဝင်များဆုံးရှုံးပျက်စီးခြင်းနှင့်ရင်ဆိုင်ကြရတတ်သည်ကလေးပြကြခြင်းမြုံခြင်းတို့ပြင်မိမိကလေး၏မွေးရာပါကိုရင်ကချိုးရင်းမှုများကိုရရှိစေနိုင်သောသာဒကများကို စတင်တွေးရှိနေကြပြီဖြစ်သည်ထို့ထက်ပို၍ကြောက်စရာကောင်းသည်ကသွေးပင်ဖြစ်၏ ။ဝင်းစည်းဆောင်ဝင်ဆိုသည်မှာသွေးပလင်းများနှင့်ဓာတ်ရိုက်ထိတွေ့ရသည်။လူနာကိုဆေးထိုးရင်းလူနာထံမှသွေးနှင့်ဓာတ်ရိုက်ထိရသည်။ဝင်းစည်းဆောင်ဝင်များခွဲကန်းဝင်သည့်ချိန်တိုင်းတွင်ပိုးသက်ထားသောလက်အိတ်ဆွထားရမည့်ဥပဒေကိုယခုထိဘာကြောင့်ဘသူကမျှထုတ်ပြန်မပေးသေးတာလဲ။သူတစ်ခါတစ်ခါစင်ကြင်မိ၏။ခွဲစိတ်ဆောင်ဝင်များသည်မိမိတို့၏လက်မပိုးမွှားများလူနာတန်ရာတို့မဝင်စေရန်ပိုးသက်ထားသောလက်အိတ်များကိုဆွထားရသည်။ ။တပြိုင်တည်းမှာပင်လူနာဤသွေးမှ90တိုက်သောယောဂများကိုလက်အိတ်ဖြင့်ကာကွယ်ပြီးသားလည်းဖြစ်နေသည်။မိမိတို့မှာတော့လူနာကိုခစီယိုးမှထုံစည်းပေးရသည့်ခါမျိုးတွင်သာလူနာအတွက်လက်အိတ်လက်အိတ်စုကြရသည်။ကျန်းသည့်ချိန်များတွင်လူနာလက်မောင်းမှသွေးသည်မိမိတို့လက်နှင့်အမြဲထိတွေ့နေ၏။တစ်ခါတခါလူနာကိုထိုးသောအမှမိမိကိုမကြာခဏချစ်မိသေးသည်။သူသည် HIV ပိုးကိုအာယုံထဲမှအမြဲဖြောင့်ထားရ၏ HIV ပိုးရှိမည်ဟုထင်ရသောလူနာများကိုမေးစေးပြနေတော့သူတို့လည်းအိတ်ဆိုကြသည်သို့တော်ရှိသည်ဟုမထင်ရသောကိစ္စများတွင်ထိုရောဂါပိုးရှိနေမလဲဤအချက်သည်တွေးသိမှလည်းမတွေးနိုင်သောအချက်ဖြစ်နေသည်မိမိမှာ HIV ကိုဝင်ရောက်သွားပြီလားမိမိအိမ်တော်ကြွေးသားသမီးများသည့်အခါမိမိမှာတဆင့်သားသမီးကိုကူးစက်မည်လားသောခင်သည်မရှိသေးသည့်သားသမီးကြောင့်ကိုပူပင်စွာတွေးတော်လျက်တင်းတင်းခိုင်းအိမ်ကြီးရရမျက်နှာလေးကိုလှစ်ခနဲသတိရသွား၏ မင်းမသိဘူးလားတင်းတင်းခိုင်ကိုဘာတွေခံစားနေရတယ်ဆိုတာမင်းမသိဘူးလားမင်းကိုပေါ်မှာစိတ်ဝင်စားလာဖို့ကိုဘက်ကဘာကိုပဲပြီးဆက်ရပြီးဆက်ရအစင်းသိမ့်ဖြစ်နေတာဒါကိုမင်းမသိဘူးလားပထမတော့သူ့ကိုသူကန်ဆိုးလိုပဲဟုကန်ကိုပုံချရတော့မလို့ဖြစ်နေသည်သူ့တော်တကယ်တော့ကန်ကြမ္မာနှင့်ဘာမှမဆိုင်သူ့ညာဖြစ်မှုတသက်သာဖြစ်သည်တလောလုံးကသူအွန်ကောတာဝန်ကြသည့်နေ့မှာဖြစ်လိဖြစ်တာရှိသောသဘောတဘာဝအရအေးဘော်လူနာနှစ်ယောက်တပြိုင်တည်းတိုက်ဆိုင်နေခဲ့၏ ။ဦးကြီးမှလူနာတယောက်နှင့်ခွဲစိတ်ဆောင်မှလူနာတယောက်ဖြစ်သည်။ဦးကြီးဆောင်မှလူနာကိုတာဝန်ခံခွဲစိတ်မိသူမှတင်တင်ခိုင်ဖြစ်၍ခွဲစိတ်ဆောင်မှလူနာကိုခွဲစိတ်မိသူမှမြင့်မိုးဖြစ်သည်။အချိန်ကည7နာရီကျော်ပါစ။အင်ဖောင်းတစ်ခုတပြိုင်နက်တည်းရောက်လာ၏။တာမန်အဖြစ်မေးစည်းဆောင်ဝင်တယောက်ထီကလူနာနှစ်ယောက်မေးစည်းပြီးရန်ကြုံကြိုက်လာနေ KC အရေးကြီးမှုပေါ်မှာလည်းမူတည်၍လိုအပ်သောမေးစည်းထုံစွဲဤကယူဆိုင်စောင့်ကြရမည့်အခြေအနေပေါ်မှာလည်းမူတည်နေပါသည်။ အသက်အန္တရာယ်နီးကပ်သောလူနာကိုအရင်ကန်၍အနှဲငယ်ဆောင်ရရသောလူနာကို နောက်မှကန်ရသည်လည်းရှိ၏ regional block ဖြင့်ထုံစည်းပေးထားပြီးမျက်နှာလွှဲပြီးခဲ့ကတစ်ဖက်လူနာကို မေးစေးပေး၍ဆောင်ကြရသည်လည်းရှိပါသည် သို့သောထိုညကတော့ဤကိစ္စတွင်တင်းတင်းခိုင်ပါဝင်နေသောကြောင့်လူဆုံးဖြတ်ရာတွင် အနှဲငယ်ရင်ခုန်စွာစိုးရိမ်မိသည်ကတော့အမှန်ပဲဖြစ်၏မြင့်မိုဤလူနာက bus abandoned ကုတက်ပေါက်ခြင်းတင်းတင်းခိုင်လူနာက fail intention တိမ်ပွင့်စည်းသုံးပြီးနောက်တိမ်မပွင့်ခြင်းဖြစ်သည်ခလေးအသက်ရှင်နေသေးတဲ့အချိန်မီနိုင်တယ်ဟုတင်းတင်းခိုင်ကအားတယ်နေသည်ပွင့်ဆောင်မျိုးသမီးကသွေးဖီအားကြားဆင်းလျက်ရှိသည်တင်းတင်းခိုင်ပရက်ရှာတော်တော်ကျနေရဲ့နော်မီဇီအန်ရဲ့ကတော့နည်းနည်းရှိလိမ့်မယ်ပရစ်ကိုအမြန်ရမ်းထားလိုက်စပိုင်နယ်နက်စတီဇီယာခစီယိုးထုံစည်းပေးရမည်တင်းတင်းခိုင်လူနာကိုသူအချိန်ယူစောင့်ကြည့်ပေးရမည်မြင့်မိုးလူနာကတော့ regional block ထုံစည်းဖြင့်စိတ်ချလက်ချထားခဲ့လို့ရသည် ထို့ကြောင့်မြင်းမိုးလူနာကိုအရင်ဆုံးထုံစိပေးလိုက်မြင်းမိုးခွဲစိတ်နေခိုက်သူတင်းတင်းခိုင်းလူနာစီပြန်လျှောက်လာပြီးသွေးဖီအားတစ်ကြိမ်တိုင်းကြည့်သည်တင်းတင်းခိုင်းသည်နှာခေါင်းစည်းထဲမှအစိမ့်ရှည်သောမျက်လုံးများဖြင့်သူ့ကိုစူးစိုက်ကြည့်နေခဲ့၏ခလေးဖက်မတင်ရင်နှင့်ကြောင်မဲတင်းတင်းခိုင်းနောက်ပြောင်နေခြင်းမဟုတ် အတီးပေါက်ဆွဆွဲနေခြင်းဖြစ်သည် သူတောင်းမှန်သလိုပြုံးပြလိုက်၏လူနာကိုခစီယုံမှ ထုံစိပေးလိုက်သည် မြို့သမီးသွေးဖီအားကို သူစောင့်ကြည့်နေခဲ့ရ၏ မှန်ကတော့တင်းတင်းခိုင်းသည့်အစိုးရလုံချင်းနှင့်မနာလိုခြင်းပေါင်းစပ်မှုကြောင့်ထိုစကားကိုပြောခြင်းဖြစ်သည်တင်းတင်းခိုင်း၏လက်ကိုသူတည်ပြီးသားပါမိမိတွေ့ဘူးသမျှ MSC ဒုတိယနှင့်ကျောင်းသူများအနက်တင်းတင်းခိုင်းကစနစ်ကျကျနှင့်အမြန်ဆုံးဖြစ်သည်တင်းတင်းခိုင်းသည်နာနေ၁၂နာရီမိနစ်၃၀တိတွင်ခုနပေါင်းရှိသောခလေးတယောက်ကိုမိခင်ရောခလေးပါအသက်အန္တရာယ်မဖြစ်စေရဘဲအောင်မြင်စွာမွေးပေးလိုက်သည်တင်းတင်းခိုင်းတိမ်ပြန်ချုပ်နေစဉ်သူမြင့်မိုးထန်တစ်ခေါက်သွားကြည့်၏ပါဠိလဲကိုစော်ခင် ယောက်ျားလေးသူ့အဖေမေတော်တော်ပြောမယ်ဗျနော်ထိုကိစ္စမှာသူတကယ်မခံစားဘူးသောကိစ္စဖြစ်၍ပြုံးယုံသာပြုံးနေလိုက်၏ကျွန်တော်တို့သားကလေးမမမွေးတုန်းကကျွန်တော်ဘဝမှာအပျော်ဆုံးချိန်ပဲဗျသူကောင်းငိမ့်ပြလိုက်သည်မြင်မူကအစီပြင်းပြန်ချုံနေရင်ကသူ့ကိုမောကြီးလိုက်၏ကိုစော်ခင်လူတယောက်ဘဝအတိတ်ပဲပြည့်စုံမှုအတွက်တားကလေးတယောက်လောက်ရှိတဲ့နယ်လို့မထင်ဘူးလား။သူအနေငယ်ကြောင်ရသွားပြီးအတန်ထွက်ရင်မောလိုက်၏။ သို့တော်တင်းတင်းခိုင်းရှိရာသို့လှမ်းမကြီးမိအောင်မနှဲထိန်ချုပ်ထားရသည်မြင်မူသည်ဒုက္ခံဆောင်မှုကိုဆွာပေးရ၌တော်တော်တော်ပါသည်ထိုညကခွဲစိတ်ခံမြင်ကန်း၌ထိုင်၍ခွဲစိတ်မှတ်တမ်းရင်းနေသောတင်းတင်းခိုင်းဤတွင် သူရောင်းလဲလဲတွားရနေမိ၏တင်းတင်းခိုင်းနှာခေါင်းစည်းဖြုတ်ပြီးရင်ဘတ်မှတန်လန်းချထားသည်ကိုကြည့်ရင်ဒီမြင်ကွင်းမျိုးငါဘယ်တော့ကတွေ့ဘူးပါလဲဟုစဉ်းစားနေသည်အင်းလေအရင်လားကဖြစ်ချင်းဖြစ်မှာပေါ့သူမဟုတ်အိမ်မက်ထဲမှာဖြစ်ချင်းဖြစ်မှာပေါ့ ။ငါအတင်းတင်းခိုင်းရှိမှခွဲကန်းဝိမေးစည်းဝိဇုံကြီးနဲ့ကိုယူကာရများဖြစ်နေမလား။အစိမ်းရောင်ဝိဇုံလက်ပြန့်အင်ကြီးသည်သူ့အတွက်မလုံးကျုံမလုံးကျုံဘူးဟုထင်နေသည်။ငါတခါမှဒီလိုမရှက်ဘူးပါဘူး။ဒီနေ့မှငါဘာဖြစ်နေပါလဲ။သူအင်ကြီးသွားလဲလိုက်ရရင်ကောင်းမလားဟုစဉ်းစားနေစဲမှာပင်တင်းတင်းခိုင်းကသူ့ရှိရာသို့မောကြည့်လိုက်၏။သူ့ကိုမြင်တော့အနှဲငယ်တုန်သွားသည်ဟုထင်သည်။တင်တင်ခိုင်းမျက်လုံးများမှာအရေးတစ်ခုခုကိုမြင်ရ၏။သို့သောဘာရိမ်မှန်းသူမသိ သူပြုံးဆိုတင်တင်ခိုင်းစပွဲမှာမျက်နှာချင်းဆိုင်ဝင်ထိုင်မိပြီးဖြစ်နေသည်။ဒီနှုံးကလိုစစ်ဆန်ပြီးမကြည့်တော့ဘူးနော်တင်တင်ခိုင်း။အိုးဖះရည်ငါဘာတွေပြောမိပါလဲ။လုံကိစ္စပြောမှထင်ပါရဲ့။ကိုမြင့်မူကိစ္စကစောင့်ကြည့်စရာမလိုဘူးတင်တင်ခိုင်းရဲ့။နင်ကိစ္စကစောင့်ကြည့်ရမှာဆိုတော့နောက်မှကင်နာကပို့အစင်းပြေမယ်ဆိုပြီးတင်းတင်းခိုင်းလှစ်ခနဲ့ပြုံးလိုက်သည့်အခါသူဝမ်းသာသွားသည်မိပါအောင်အခုဘသူကဘာပြောနေလို့လဲအဲ သူကြောင်အန်းအန်းဖြစ်သွား၏တင်းတင်းခိုင်ကစာရွက်ကိုငုံပြီးရင်းနေပြန်သည် သူတင်းတင်းခိုင်ဤမျက်တောင်ကိုကိုကလေးများကိုငေးဆိုင်ကြည့်နေရင်ညင်တလက်လက်ခုန်လာ၏လွန်ခဲ့သော18နှစ်လောက်ကရင်ခုန်မှုမျိုးဖြင့်သူလက်ဖျားတွေအေးဆက်လာသည်ငါဒီမှာထိုင်နေတာမကောင်းဘူးထင်ပါရဲ့ကိုဒီစတက်တယောက်ယောက်ကထွက်လာပြီးအော်ကျဲအော်ကျဲနှင့်ဆရာပါလုံးနေတာလဲဆိုရင်ဒုက္ခအင်းဒါပေမဲ့အခုလိုညသကောင်တိတ်ဆိတ်နေတဲ့အချိန်မှာ စိတ်အေးလက်အေးနှစ်ယောက်ချင်းစကားပြောခွင့်ဆိုတာ အမြဲကြုံရတာမဟုတ်ဘူး။နောက်ပြီးတင်းတင်းခိုင်းမျက်နှာမှာခါတိုင်းလိုမာနရိပ်တွေအေးဆက်ဆက်အပြုံးနေမရှိတော့ငါဘာပြောရမှာပါလဲ။တင်းတင်းခိုင်းမြင့်မူကပြောတယ်။လူတစ်ယောက်ဘဝအတိတ်ပဲရှိဖို့တားကလေးတစ်ယောက်လောက်လိုတဲ့။တင်းတင်းခိုင်းမျက်မှောင်ကျုံလျက်တအံတော်မော်ကြည့်ဤ။တွားပြီးတင်းနေ။အဲ့ဒါဘာဖြစ်လဲ။အော်ဟိုကိုတင်းတင်းခိုင်းကိုလက်ထပ်ချင်တယ်။ ်တလောကလုံးတိတ်ဆိတ်ငြိမ်သက်သွားသည့်အခါတင်းတင်းခိုင်းလက်မှဘောပင်ကလေးလွတ်ကျသန်သည်သူအားထိတ်ခနဲရင်ခုန်သွားစေသည်သူလုံးမီတို့ရာလိမ့်သွားသည့်ဘောပင်ကလေးကိုလိုက်ဖမ်းဖို့ကြိုးစား၏သို့သောအနေငယ်ထုံချင်းတလိုလိုဖြစ်နေသောသူလည်းများသည်ဘောပင်ကလေးကို ထိမ့်ထားနိုင်ပြီဘောပင်ကလေးသည်တမန်တလင်းပေါ်ထိလိမ့်ဆင်းသွား၏သူပြာရာခန့်နေသည်ကိုတင်းတင်းခိုင်းကစူးစိုက်ကြည့်နေသည်မျက်နှာကအနေငယ်တင်းနေသလိုလို့ သူတမန်တလင်းဘောကဘောပင်ကိုငုံကောင်းလိုက်သည်တင်းတင်းခိုင်းရှိသူအသာကလေးချပေးလိုက်၏နောက်ထပ်တခုမှထမပြောနေတော့ဆိုတဲ့အမင်းကိုစိတ်ရှည်လက်ရှည်နာခံမှုကိုကြိုးစားခဲ့ပါတယ်နော်အင်းလေဒီနေ့ထိပေါ့အခုတော့ပြောမိသွားပြီတင်းတင်းခိုင်းသည်ဘာမှမကြားသလိုပင်ဘောပင်ကိုကောက်ယူကစာဆက်ရင်းနေသည်ဆက်ရှင်နဲ့တောင်နာခံခဲ့တာပဲမဆိုးပါဘူးတင်းတင်းခိုင်းစကားတန်ကစာမင်းပြီဖြင်းနိုင်သောအကြောင်းသားတယောက်ကိုရောင်းမတက်အောင် တွေ့ဝိုက်ချီကျူးတံမျိုး အဲ့ဒီတုန်းကတင်းတင်းခိုင်းစိတ်ဆိုးသွားတာကိုတကယ်စိတ်မကောင်းဘူးတင်းတင်းခိုင်းကစာရွက်ညင်ဘောပင်ကိုရှေ့တွန်းထုတ်လိုက်ပြီးသူ့ကိုစိစိကြည့်သည်မဟုတ်ဘူးအဲ့ဒီတုန်းကအဲ့လောက်စိတ်ဆိုးလှတာမဟုတ်ဘူးနောက်ပိုင်းကျမှပိုဆိုးတာဟာကိုဘာလို့မိလို့လဲသူတင်းတင်းခိုင်းမျိုးလုံးများကိုတန်အန်တော့ငေးမိသည်တင်းတင်းခိုင်းအိမ်ကြီးကိုသူအနှဲငယ်လန့်သည်ဘာမှမလုပ်ပါဘူးအလုံးလို့ပေါ့ခမညာ သူသည်မင်းကလေးတယောက်ဤစကားသွားလာကို အတိအကျအကဲမခတ်တတ်တင်းတင်းခိုင်းဘာပြောချင်မှလဲထင်လဲမထင်ရဲပြန်ပြီနောက်ထပ်ဘာတခုံးမှဘာမှထပ်မပြောဘဲဘာဖြစ်လို့ဒီလောက်ကြာကြီးနေခဲ့တာလဲဟာတင်းတင်းခိုင်းမူရကရှေယုံဟန်ပြုံးရဟန်လုံးဝမရှိဇော်ခင်သည်ရုပ်တရက်ဘာကိုမျောလင်းရမှန်းမသိဘဲဇဝေးဇဝါဖြစ်နေသည်သူမလုံးမရှိနားလေရခက်နေသည်ကိုတင်းတင်းခိုင်းကစိတ်မရှိနိုင်သလိုဖြတ်ခနဲထားရလိုက်၏ ထို့နောက်သူရှိသူလက်ထောက်ကားကိုကိုကိုင်း၍သူ့မျက်လုံးကိုစစ်စစ်ဆက်ဆက်ကြည့်လိုက်သည်ငါကနင်းကိုအပြေပေးခြင်းလို့စောင့်နေတာကြာလာပြီဇော်ခင်ရဲ့နင်းကခုမှပြောတာကိုသင်သူ့လှိုက်ခနဲ့တုံကြီးကတကူလုံးလေထဲမှာလွင့်သွားသလို ခံစားလိုက်ရသည်မဖြစ်နိုင်ဘူးထင်တယ်ဒါအိမ်မက်ပဲဖြစ်ရမယ်သူတော့တင်းတင်းခိုင်ပြုံးကအိမ်မက်မဟုတ်ခဲ့ပါနင်းနင်းဘယ်တော့မှစပြီးငါ့ကိုတင်းတင်းခိုင်မျက်မှောင်ချီလေးရဲ့စဉ်းစားဟန်ပြုသည် စကန်အမ်မီကလေးကပဲဟာတကယ်ရစက်နှာကြီးလားတင်ရင်သူထိုင်ရမှပြုံးကနေခုံထားလိုက်လေသည်ဟုတ်ကဲ့ပါရှင်အပိုင်းစနစ်ကိုဒီမှာပဲရန်နာလိုက်ပါမယ်ကျမတို့နောက်ထပ်အပိုင်း73မှာပြန်လည်ဆုံတွေ့ကြပါမယ်နော်နားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးများဤတင်ပါတယ်ရှင်